ောက်ဆောင်ခလိုင်ကိုကလေငငယ်တုန်းကအေယာဝတီတိုင်းဝခမမျိုးမာနေတုန်းကလေလေးနဲ့လိုက်ရောင်းတဲ့ဝခမမိုဟင်ကစားဘူးကြလားစီချက်မမွေလေးနဲ့ပဲမုံနဲ့မိုဟင်ကဆိုပေမဲ့မိုဟင်ကမုတ်ဖက်ခက်ခဲတဲ့အတွက်လက်ညက်ခောက်ဆွဲနဲ့စားရတဲ့ဝခမမိုဟင်ကလေးကိုမှတ်မိသလောက်လေးပြန်ချက်စားကြည့်ပါရယ်လှုပ်စားကြည့်ကြပါဦးနော် ငါ့ကိုအရင်ဆုံးပြုတ်တယ်ဒါကတော့ထုံးစံအတိုင်းပေါ့ဒါပေမဲ့ဒီမှာစနွေးရဲ့ဂျင်းရဲ့ဇပလင်အထက်ပြုတ်ထားတာเนาะပြီးရင်စီတက်တာတော့စီနည်းနည်းလေးပဲတက်တယ်အဲ့ဒါကိုချွတ်သွန်ဖြူတမျိုးတည်းနဲ့ပဲတက်တယ်ပြီးတော့ငါနှင်းသားလေးကိုထည့်ပါတယ်အဲ့ဒါကိုခြောက်သွားတဲ့အထိဒီငါ့ကိုလှော်သလိုမျိုးအနံ့လေးပေါ့နော်မွမွေလေးထွက်လာအောင်ချက်ပါတယ်ဇပလင်ချင်းသူကမထည့်ပါဘူးเนาะ အဲ့လိုမျိုးခြောက်သွားပြီဆိုတော့မှခုနကရင်သွေးတဲထားတဲ့ထဲကိုကျွန်တော်ခုနစီတက်ထားတဲ့ငါးတွေကိုထည့်လိုက်ပါတယ်ဒါကတော့ငါးငါးအယိုးတွေထောင်းထားတာเนาะအဲ့ဒီဟာကိုခုနကဒဲဦးလေးဟာနဲ့ပြန်ထည့်လိုက်တယ်နောက်တော့ငါးပြုတ်ရည်ပေါ့เนาะငါးပြုတ်ရည်ကိုတော့အဲစစ်ပြီးတော့ထည့်လိုက်တယ်ပေါ့เนาะဒါလေးပါပဲပြီးလို့ရှိရင်ဒါကတော့အရေးကြီးတာကဆံမုံလှော်ထားတာပါဆံမုံလှော်ထားတာကိုလည်းထည့်ရပါမယ်ဒါတော့ပြည့်ပြည့်လေးစားတာပါ ဆူလာပြီဆိုရင်သူကကြက်တွန်ဖြူအစိမ်းကိုလည်းထက်ထည့်သေးရနော်ပြီးရင်ကြက်တွန်နီအဲ့ဒါကကြက်တွန်နီကမထည့်လဲရတယ်ဒါပေမဲ့အဓိကကြက်တွန်ဖြူအစိမ်းကိုသူထက်ထည့်တယ်နောက်ပြီးတော့ဒါကတော့ခုနဆန်မုတ်เนาะဆန်မုတ်မများလေးထည့်တယ်ပြည့်ပြည့်လေးပေါ့အရသာကတော့ကိုလိုတဲ့ခြိုက်တဲ့အရသာကိုဆက်လို့ရပါတယ်ငံပြားကြီးကျွန်တော်ကကြက်သားမုတ်တစ်မျိုးပဲထည့်တယ်ပြီးတော့စားပေါ့เนาะ ်ဒီငရုတ်ကောင်ငရုတ်ကောင်ကလည်းလည်းပဲထဲတာเนาะကျွန်တော်ကကြိုက်လို့မများထဲတာကျွန်တော်တို့ဒီငငယ်တုန်းကဆိုရင်လှေလေးနဲ့သူကလိုက်ရောင်းတာလှေလေးနဲ့လိုက်ရောင်းပြီးရင်အဲ့ဒီဟာကိုကျွန်တော်ကမနဲ့မနဲ့ဆိုရင်လာရောင်းလို့ရှိရင်အဲ့ဒီကမ်းဘေးလေးနားမှာသွားထိုင်စားကြတာအဲ့ဒီဟာဝကမဘက်ကမဟုတ်ဟင်ကစတိုင်ဖြစ်ပါတယ်အဲငပြောဦးဟာတချို့ဆိုင်ထဲတချို့ဆိုင်မထဲဘူးကျွန်တော်ကတော့ကြိုက်လို့ထဲတယ်ဒီလိုမျိုးအဲအယောင်မဲမဲလေးเนาะသူတို့ရဲ့မဟုတ်ဟင်ကလေးอ่ะ အရေးကြီးဆုံးကတော့စီချက်စီချက်ကိုစနွေးများများနဲ့မှုေးကြိုင်နေအောင်တော့လှုပ်လဲပြီးရင်ဒီမှာအစီတက်တက်အဖက်တက်တက်ထားအဲကျွတ်သွားပြီဆိုတော့မှအစီနဲ့အဖက်နဲ့ကိုရောရောပြီးလို့ရှိရင်အဲစီချက်မများနဲ့စားရတာဖြစ်ပါတယ်ပြီးတော့ပဲမုံအချက်ဖြူပြီးတော့စားရတာဖြစ်ပါတယ်ဒါကတော့မုံဖက်အဲမုံရည်ပေါ့နော်မုံရည်ကအဲ့လိုမဲမဲလေးနော် ပြင်ကျွန်တော်ကအပြစ်လိုသေးတယ်တကယ်တမ်းကျွန်တော်တို့ဆိုင်မှာစားတာဆိုဒီချက်ပြစ်တယ်နော်သူတို့ကမုတ်ဟင်းသားကိုအရင်ရွှဲရွှဲနဲ့မဟုတ်ပဲနဲ့အတုတ်တုတ်တူလိုမျိုးစားတယ်အရင်ကိုခွက်နဲ့ထပ်ပေးတယ်အဲ့ဒါကိုတောက်တယ်နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒါလေးကတော့ presentation လေးပေါ့နော်ငွေကိုဝင်ကအဲစီချက်မများလေးနဲ့ပြီးရင်ပဲကျော်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့မန်လေးပဲကျော်ကိုသူတို့ပဲကတ်ကျော်လို့ခေါ်တယ်အဲ့ဒါနဲ့စားရပါတယ်ဘဲမုံမများတဲ့ ဒါမျိုးတရားကိုကြာရင်ထဲပေါ့နော်ပြင်စီချက်များများထဲရင်ဟင်းလေးကိုအာရွှဲရွှဲမဟုတ်ပဲနဲ့အတုတ်တုတ်တို့နည်းနည်းပဲထည့်တာကျွန်တော်ကတော့နည်းနည်းများထည့်လိုက်တယ်နော်တကယ်ဆိုင်မှာစားတဲ့စတိုင်ကတော့ပြပြနှစ်နှစ်လေးအတုတ်လို့စားဟင်းရီကိုဒီတိုင်းတော့ဆန်နွေးများများနဲ့စီချက်မှုမှုလေး အဲ့ဒီလိုမျိုးတွေစားရတာဖြစ်ပါတယ်။ဟင်းအရေကြီးပဲတောက်လို့ရှိရင်လည်းညှိသလိုရှိတယ်ဒါပေမဲ့ဒီလိုမျိုးစီချက်နဲ့ပဲမုံနဲ့စားရင်တော့အရန်စားလို့ကောင်းပါတယ်။လေပေါ်မှာလိုက်ရောင်းတဲ့ဝါခမမုန်ဟင်းကဖြစ်ပါတယ်။စကုံးစတာကိုကလည်း